ဇက်အနီး library မှာကြိုဆိုလိုက်ပါတယ်ဗျကျွန်တော်အနေနဲ့ကျွန်တော်ဖတ်မိသိရှိတဲ့နိုင်ငံတကာသတင်းတွေကိုကျွန်တော်လိုပဲသတင်းကိုစိတ်ဝင်စားတဲ့သူတွေသတင်းကိုချိန်ပြီးပြီးတနည်းအားဖြင့်ဖတ်ရှုနိုင်သူတွေနဲ့သတင်းကိုခိုင်မာတိဆောက်လူသူတွေအတွက်အထောက်ပံ့ဖြစ်စေရန်ပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်ဒီလိုမျှဝေပေးတဲ့နေမှာနိုင်ငံဘာသာလူမျိုးဖွဲ့စည်းစားတဲ့ဥတီရွေးချယ်မျိုးမရှိဘဲသတင်းအနေနဲ့သာပြန်လည်မျှဝေပေးခြင်းဖြစ်ပါတယ်အဲ့ထဲမှာမှဒါကတော့လက်ရှိအီရန်အစ္စရေးပြည်ဘက်ကဆိုင်ရာသတင်းများစုစည်းမှုဖြစ်ပါတယ်အီရန်အစ္စရေး ်အမေရိကန်ပြည်ပကဆိုင်ရာသတင်းများစုစည်းမှုအပိုင်း24ဖြစ်ပါတယ်ဒီနေ့မျှဝေမဲ့အပိုင်း24မှာကတော့အာနှစ်ဖက်ချိုးဖောက်မှုတွေကြောင့်ဒေါသထွက်သွားရတဲ့ Donald Trump ပြီးရင်တော့တကယ်စိတ်ဝင်စရာဆရာကောင်းတဲ့ကိစ္စဖြစ်ပါတယ်ထွက်ပေါ်လာတဲ့ထောက်လန်းရေးအစီရင်ခံစားနဲ့ American ရဲ့ Operation Midnight Hammer တကယ်အောင်မြင်ခဲ့သလားဆိုတဲ့အကြောင်းအရာအဲ့ပြီးရင်တော့အီရန်ရေးနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာလူမျိုးစွန့်အင်အေဂျင်စီရဲ့အရေးပေါ်အစည်းအဝေးကရောဗာပြောခဲ့လဲဆိုတဲ့အကြောင်းပြီးရင်တော့ ။ဟူတီတို့ကအစ္စရေးပေါ်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့သတင်းအဲဒီနောက်မှာအီရန်သမရရဲ့တိုက်ပွဲအဆုံးသတ်ကြောင်းနဲ့ပြန်လည်တိဆောက်ရေးလုပ်ကြဖို့အိတ်ဖွင့်ပေးစာပြီးရင်အီရန်ကဝင်ရောက်တိုက်ခိုက်ခဲ့မှုတွေဒေါ်နယ်ထရန့်ရင်ဆိုင်ခဲ့ရတဲ့ပြည်တွင်းဝေဖန်မှုတွေနဲ့နောက်ဆုံးမှာတော့အစ္စရေးအီရန်အဖြစ်ရက်တဲ့ပေါ်ဂျပန်ရဲ့သဘောထားစတဲ့အကြောင်းအရာတွေကိုစူးစီးမျှဝေသွားမှာဖြစ်ပါလေဗျ။ပထမဆုံးကတော့နှစ်ဖက်ချိုးဖောက်မှုတွေကြောင့်ဒေါ်သာထွက်ရတဲ့ဒေါ်နယ်ထရန့်မှာ အကြီးအကျယ်ဒေါသထွက်နေတဲ့သမရထရန့်ကအစ္စရေးဘက်ကနောက်ထပ်၄ကြောင်းတိုက်ခိုက်မှုတွေလုပ်လာမယ်ဆိုရင် သူထုတ်ဖော်ကြေညာထားတဲ့ UN အစ္စရေးပြစ်ခတ်ရစဲရေးသဘောတူချက်ကိုအစ္စရေးကအကြီးအကျယ်ချိုးဖောက်တာ ဖြစ်မယ်လို့သတင်းတောက်တွေကအင်ဂျီရောမှာပြောကြားခဲ့ပါတယ်။သူကြေညာခဲ့တဲ့အပြစ်ရဲ့သဘောတူချက်ကိုအစ္စရေးရောအီရန်မှာနှစ်ဖက်လုံးကချိုးဖောက်ခဲ့တယ်ဆိုပြီးပြင်းထန်ကြမ်းတမ်းစွာပြောသွားခဲ့ပါတယ်။အီရန်နဲ့အစ္စရေးကြားအပြစ်ခတ်ရစဲရေးသဘောတူညီချက်တည်းတပ်ဝင်အတီဖြစ်သွားပြီဆိုပြီး မေဂန်သမရထရန်ကလူမှုကွန်ရက်မှာထုတ်ပေါ်ပြောကြားခဲ့ပြီးတနအီကျော်အကြာမှာပဲအစ္စရေးအစိုးရကအပြစ်ခတ်ရစဲဖို့အမေရိကန်အစိုးရချက်ကိုသဘောတူလိုက်ပြီလို့ထုတ်ပေါ်ကြေညာခဲ့ပါတယ်။အီရန်ဆိုကအစိုးပိုင်းမှာသဘောတူထားတာမရှိဘူးဒါပေမဲ့အစ္စရေးဘက်ကတိုက်ခိုက်မှုတွေရပ်တန့်မယ်ဆိုရင်သူတို့ဘက်ကလည်းအလားတူရပ်တန့်မယ်လို့အစိုးပိုင်းကပြောခဲ့ကြတာပါ။အဲ့ဒီအချိန်တွင်းမှာပဲနှစ်ဖက်ပြစ်ခတ်မှုတွေကရှိနေသေးပါတယ်။နေ့လယ်ပိုင်းမှာတော့အီရန်ကလက်ကျန်လေးတွေပြစ်ပြီးအပြစ်ရပ်ပြီလို့ပြောလာပါတယ်။အစ္စရေးကမရဘူးလက်တော့ပြန်မယ်လို့ဆိုပါတယ်။ အီရန်ကလည်းဘာသဘောတူညီချက်မှမရှိတော့ဘူးလို့ဆိုလာပါတယ်။အဲဒီလိုနှစ်ဖက်ပြောချိန်မှာထရန့်ကအခုလိုထောသကြီးပြောလာတာဖြစ်ပါတယ်။အခုကြောင်ရကတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကြောင်ရဖြစ်ပါတယ်။အခုထွက်ပေါ်လာတဲ့ထောင်လိုင်းရဲ့အစီရင်ခံစာနဲ့ American ရဲ့ Operation Midnight Hammer တကယ်အောင်မြင်ခဲ့သလားဆိုတဲ့အကြောင်းအရာစွပ်စီးမှုဖြစ်ပါတယ်။ American ကအီရန်နျူကလ িয়ার စီမံကိန်းစက်ရုံ၃ခုကိုတိုက်ခိုက်ခဲ့တဲ့ Operation Midnight Hammer နဲ့ပတ်သက်ပြီးတော့ လူပုဂ္ဂိုလ်ခုနှစ်ဦးကရှင်းလင်းတင်ပြခဲ့တဲ့ထောက်လိုင်းအစီရင်ခံစာကိုပက်နဂွန်ရဲ့ထောက်လိုင်းဌာနဖြစ်တဲ့ကာကွယ်ရေးထောက်လိုင်းအေဂျင်စီကထုတ်ပြန်လာခဲ့ပါတယ်။အဲဒီအစီရင်ခံစာဟာအမေရိကန်ကအီရန်ကိုဘုံကျဲတိုက်ခိုက်ပြီးတဲ့နောက်အမေရိကန်ဗဟိုစစ်ဌာနချုပ်ကပြုလုပ်ခဲ့တဲ့စစ်မြေပြင်ထိခိုက်မှုလေးလသုံးချက်သုံးသက်ချက်ကိုအခြေခံပြီးထုတ်ပြန်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲဒီထုတ်ပြန်တဲ့အစီရင်ခံစာမှာဘုံကျဲတိုက်ခိုက်ခံရတဲ့နေရာတွေရဲ့ထိခိုက်ပျက်စီးမှုကိုလေ့လာချက်တွေအရအီရန်ရဲ့နျူကလ িয়ার စီမံကိန်းကိုဆက်လက်ပြုလုပ်နေတာတွေ့ရပြီး နောက်ထပ်ထောက်လိုင်းအချက်လက်တွေထပ်မံရမယ်ဆိုရင်တော့လေအခုလေလာတွေ့ရှိချက်ကအပြောင်းလဲရှိနိုင်တယ်လို့ဖော်ပြထားပါတယ်။ American သမ္မတရဲ့အင်ဘူရိုကတော့အဲ့ဒီထောက်လိုင်းအစီရင်ခံစာထုတ်ပြန်မှုကိုအတိမတ်ပြုတ်ခဲ့ပေမဲ့ဒီအစီရင်ခံစာရဲ့ဖော်ပြချက်တွေကိုသဘောမတူဘူးလို့ပြောကြားခဲ့ပါတယ်။ကျွန်တော်အနေနဲ့အီရန်မှာရှိတဲ့နျူကလ িয়ার တီနေရာ၃ခုကိုအလုံးအောင်မြင်တဲ့တိုက်ခိုက်မှု ပြီးစီးခဲ့ပါတယ်အဲလိုတိုက်ခိုက်ခဲ့တဲ့နေရာဒီမှာ Fordo Nantes as far hand up ပါဝင်ပါတယ်အဓိကနေရာဖြစ်တဲ့ Fordo ကိုဘုံတွေအပြည့်အဝကျေချခဲ့ပါတယ်လီရင်အလုံးဘေးကင်းစွာပြန်လာခဲ့ကြပါတယ်ကျွန်တော်တို့ရဲ့ကြီးမြတ်တဲ့ American စစ်တီတော်တွေကိုချီးကျူးပါတယ်လို့ Threat Social Media မှာ post တင်ခဲ့တဲ့ American သမ္မတ Donald Trump ကတော့အဲ့ဒီအစီရင်ခံစာကိုပယ်ချခဲ့ပါတယ်ပြီးတော့သူရဲ့ထုံးစံအတိုင်း social media အကောင့်ကနေပြီးတော့ သတင်းအမှားတွေတင်တဲ့ CNN ကကြာရှုံးနေတဲ့နယူးယောက်သတင်းစာနဲ့အတူအုပ်စုဖွဲ့ပြီးတမိုင်းတစ်လျှောက်အောင် အမြင်ဆုံးစစ်ရေးတိုက်ခိုက်မှုတွေကတခုဖြစ်တဲ့ဒီတိုက်ခိုက်မှုကိုသိခါချဖို့ကြိုးပမ်းခဲ့တယ်။အီရန်ရဲ့နျူကလ িয়ার ဆဲလ်ဝင်တွေကအလုံးစုံပျက်စီးခဲ့ပြီးတော့ CNN နဲ့နယူးယောက်တိုင်းတို့ဟာပြည်သူတွေရဲ့ရှုံးရှားမှုကိုခံခဲ့ရတယ်ဆိုပြီးတော့ရေးသားလာခဲ့ပါတယ်။ဒါဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီး trend ကိုထောက်ခံတဲ့သတင်းဌာနလို့နားလည်ထားကြတဲ့ Fox News မှာတောင်ဘလို့ရေးခဲ့လဲဆိုတာကိုကြည့်ရအောင် Fox News ကတော့ဗာရေးခဲ့လဲဆိုတော့ American သမ္မတ Donald Trump က American စစ်တပ်ကအီရန်နျူကလ িয়ার လက်နက်ထုတ်လုပ်နိုင်စွမ်းကိုအလုံးစုံချေမှုန်းပစ်လိုက်တယ်လို့အခိုင်အမာပြောကြားခဲ့ပေမယ့်အီရန်ရဲ့အဓိကကျကျွယ်ဝတဲ့ယူရေနီယံကျွယ်ဝတာကိုပြောတာပါကျွယ်ဝတဲ့နေရာတွေကိုတိုက်ခတ်ရမှာအသုံးပြုတဲ့မြေပြင်ထိုးပေါက်ဘုံတွေဟာအီရန်ရဲ့အဓိကကျတဲ့နေရာတွေကိုတိုက်ခတ်ရမှာနျူကလ িয়ার စီမံကိန်းတွေရက်တက်လောက်တဲ့အထိလုံလောက်မှုရှိမရှိမေကုန်းထုတ်မှုတွေရှိနေသေးတယ်လို့ရေးသားခဲ့ပါတယ်တိကျစွာဆုံးဖြတ်နိုင်ဖို့ အလွန်နဲ့နဲလွန်းတာကြောင့်မလို့မြေအောက်ပျက်စီးခြင်းရဲ့အတီးပြုချက်ကိုပုံတွေကနေတဆင့်မဆုံးဖြတ်နိုင်ဘူးလို့ဂျိုရုတပ်ပုံဆိုင်ရာကျွမ်းကျင်သူတူကရိုက်တာကို ပြောဆိုခဲ့တယ်လို့သိရပါတယ်။အဲဒီဆောင်မမှာအီရန်နျူကလ িয়ার ဆိုင်ုံတွေကိုအမေရိကန်ပြည်ထောင်စုကတိုက်ခိုက်အောင်မြင်မှုနဲ့ပတ်သက်တဲ့အကြီးမားဆုံးသောထင်ရှားတဲ့မေးခွန်းတစ်ခုကတော့အီရန်တို့အနေနဲ့သူတို့ရဲ့နျူကလ িয়ার ဆိုင်ရာပစ္စည်းတွေကိုပိတ်မှတ်ထားရနေရာကနေ အမေရိကန်တို့ဒုံးကျင်နဲ့တိုက်ခိုက်ခြင်းမပြုမီရွှေပြောင်းနိုင်ခဲ့ခြင်းရှိမရှိဆိုတဲ့အရာဖြစ်ပါတယ်။ CSIS ကဘန်ဘတ်ကအဆိုအရတော့အီရန်ဟာသူတို့ရဲ့နျူကလ িয়ার ပစ္စည်းတွေကိုရွှေ့ပြောင်းလိုက်ရင်ထောင်မှာပဲနျူကလ িয়ার လက်နက်ထုတ်လုပ်တဲ့အဆင့်အထိသွားဖို့ကခက်နေအောင်ပါလို့ဆိုထားပါတယ်။အီရန်ကသူပိုင်ဆိုင်ထားတဲ့အရာတွေကိုအစအဦးတည်တည်စီရွှေ့လိုက်ခြင်းက ့ရဲ့နျူကလ িয়ার လက်နက်တွေချက်ချင်းအသုံးချနိုင်စွမ်းကိုရုတ်ရွတ်သွားစေပြီးမြေအီရန်နေနဲ့သူတို့ရဲ့တည်နေရအစ်စ်ကိုဖုံးကွယ်ဖို့အတွက်တော့အချိန်အတော်ကြာယူရအောင်ပဲဆိုပြီးတော့ပြောကြားထားခဲ့ပါတယ်။နျူကလ িয়ার အခြေခံအဆောက်အုံဒါမှမဟုတ်ပစ္စည်းတွေရဲ့ရွှေ့ပြောင်းမှုကိုထောက်လိုင်းကရှာဖွေမတွေ့ရှိခဲ့ဘူးဆိုရင်တော့နောက်ဆက်တွဲတိုက်ခိုက်မှုတွေအတွက်ခက်ခဲစေလိမ့်မယ်လို့လည်းပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်။ကုလသမဂ္ဂဆိုင်ရာရုရှားအထူးကိုယ်စားလှယ်ကတော့အစ္စရေးနဲ့အမေရိကန်ဟာအီရန်ရဲ့ new season နဲ့ပတ်သက်ပြီးသတင်းအမှားတွေထုတ်ပြီးတိုက်ခိုက်ခဲ့ခြင်းသာဖြစ်တယ်လို့ဆိုပါတယ်။ အမေရိကန်ကအီရန်ကိုမတိုက်ခင်မှာတော့ကအီရန်အနေနဲ့ new season မှာစ조사နေတာမှန်ပေမဲ့လက်နက်ထုတ်နိုင်တဲ့အခြေအနေမရှိသေးဘူးလို့အမေရိကန်အမည်အမည်မြေလုံခြုံရေးအကြီးအကဲတောလ်စီကပြောကြားခဲ့ထားတာရှိပါသေးတယ်။ဒါနဲ့ပဲဆက်ဆက်နေတယ်လို့ပဲပြောရမယ်နောက်ထပ်အကြောင်းအရာတစ်ခုကတော့အီရန်ရေးနဲ့ပတ်သက်ပြီးပြုလုပ်ခဲ့တဲ့အပြည်ပြည်ဆိုင်ရာအနုမြူဆွမ်းအင် agency ရဲ့အရေးပေါ်အစည်းအဝေးကဗာပြောခဲ့လဲဆိုတာပါ။ဂျော်လာ23ရက်နေ့ကအီရန်အရေးနဲ့ဆက်နှင်းပြီးတော့ IAEA ကောင်စီက ခုချင်းမခဲ့တဲ့အစည်းအဝေးမှာပြည်ပြည်ဆိုင်ရာနှုတ်မြွဆွမ်းအင်အေဂျင်စီညွှန်ကြားရေးမှူးချုပ် Rafin Grossi ကဖော်ရိုနျူကလ িয়ার ဆောင်းအောင်ရဲ့မြေမျက်နှာပြင် ဖြည့်ဆည်းခံရမှုအခြေအနေဟာအမေရိကန်ဟာမြေကြီးကိုထိုးပေါက်ခွင်းတဲ့ဘုံကိုအသုံးပြုခဲ့တာကိုဖော်ပြနေတယ်။ဖော်ရိုမြောက်နျူကလ িয়ার ဆောင်းအောင်ဟာအလွန်ပြင်းထန်တဲ့ဖြည့်ဆည်းမှုခံခဲ့ရတယ်လို့ခန့်မှန်းထားတယ်။လက်ရှိမှာ IAEA ရဲ့အပါအဝင်ဘသူကမှဖော်ရိုမြောက်နျူကလ িয়ার ဆောင်းအောင်ဖြည့်ဆည်းမှုအတိုင်းအတာကိုဗတ်ဆောင်တုံးတိုက်နိုင်စွမ်းမရှိသေးဘူးလို့ပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်။ ဂျော်လာ၁၆ရက်နေ့တုန်းကလည်းအစ္စရေးကအီရန်နျူကလ িয়ার အဆောက်အုံကိုတိုက်ခိုက်မှုအရင်းနဲ့ဆက်လျင်းပြီးတော့အထူးစည်းဝေးကိုအပြည်ပြည်ဆိုင်ရာနုမြင့်စွမ်းရည်အေဂျင်စီကကျင်းပခဲ့ပါသေးတယ်။အဲဒီစည်းဝေးမှာတော့ IAEA ဆိုင်ရာတရုတ်နိုင်ငံကိုယ်စားလှယ်တန်မတ်လီဆုံးကတရုတ်နိုင်ငံအနေနဲ့အစ္စရေးကအီရန်ပေါ်စစ်ရေးလှုပ်ရှားမှုလှုပ်ဆောင်ခြင်းကိုပြစ်တင်ရှုတ်ချတယ်။ငြိမ်းချမ်းစွာအသုံးပြုတဲ့နျူကလ িয়ার အဆောက်အုံပေါ်လက်နက်ကင်တိုက်ခိုက်မှုကိုဆန့်ကျင်တယ်။ အီရန်နိုင်ငံချုပ်ချာအာဏာလုံခြုံရေးနဲ့နေပြည်တော်နဲ့ပြည်စုံမှုချိုးဖောက်ခြင်းကိုကန့်ကွက်တဲ့ပြည်ပခဖြစ်ပွားမှုဆိုးရွားလာစေပြီးထိတ်တဲ့ရင်ဆိုင်မှုများတိုးချဲ့လာခြင်းကိုစန့်ကျင်တယ်လို့အဲ့ဒီတုန်းကပြောသွားခဲ့ပါတယ်။အခုဒီစုဝေးမှာတော့ IAEA ဖွဲ့ဝင်တွေကလက်ရှိအခြေအနေတိုးတက်ဖြစ်ပေါ်လာမှုတွေကိုများစွာစိုးရိမ်ပြီးဂရုပြုမိတယ်လို့ပြောကြားခဲ့ကြပြီးဖွံ့ဖြိုးတဲ့နိုင်ငံတွေရဲ့ပြောကြားချက်တွေမှာတော့အစ်ဆွေးကိုပြင်းထန်စွာပြစ်တင်ချုပ်ချခဲ့ကြပါတယ်။ သက်ဆိုင်ရာဘက်အသီးသီးနိုင်ငံရေးနဲ့တန်တမန်နီလန်းကသာအီရန်နျူကလ িয়ার ရေးဖြည့်ရှင်းမှုမှန်ကန်တဲ့ရွေးချယ်မှုဖြစ်တယ်လို့အလေးထားပြောကြားခဲ့ပြီးတော့နိုင်ငံတကာအတိုက်အဝန်အနေနဲ့အခြေအနေအရှိန်ပြေလျော့လာစေရည်အတွက်အထူးကကြိုးပမ်းမှုတိုက်တွန်းခဲ့ကြတယ်လို့ဆိုပါတယ်။တစ်ဖက်မှာအဲ့ဒီလိုမျိုးအစည်းအဝေးလှုပ်ဆောင်နေချိန်မှာတစ်ဖက်မှာကတော့အပြည်ပြည်ဆိုင်ရာအမှုမြွှန်းဆိုင်အေဂျင်စီ IAEA နဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုရပ်တန့်မှုအဆိုကိုအီရန်လွှတ်တော်ကမဲခွဲဆုံးဖြတ်အတည်ပြုခဲ့တယ်လို့သိရပါတယ်။ ဲ့ဒါဟာအီရန်နျူကလ িয়ার စွမ်းအင်ဆိုင်ရာအရင်းမြစ်တွေလုံခြုံစိတ်ချရမှုအတွက်ဦးစားပေးလှုပ်ဆောင်သွားဖို့ဖြစ်တယ်လို့လည်းဆိုပါတယ်။အီရန်နေကနေကဒီအမေရိကန်ရဲ့စစ်စင်ရေးမှာ IAEA ကပူပေါင်းပါဝင်ခဲ့တဲ့အောင်ပြောဆိုမှုမျိုးတော့မှကျွန်တော်တို့ရှေ့မျှဝေပေးခဲ့မှုတွေမှာပါခဲ့ပါသေးတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့ဟူတီတို့ကအစ္စရေးပေါ်ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာပါ။ဂျွန်လ24ရက်နေ့က ဟူတီလက်နက်ကိုင်အဖွဲ့နိုင်ငံရေးဘယူရိုအဖွဲ့ဝင်မိုဟာမက်အယ်ဘူကာအဒီကလူမှုမီဒီယာကနေတဆင့်ကြေညာချက်ထုတ်ပြန်ခဲ့ရမှာအစ္စရေးကဂါဇာဒေသကိုကျူးကျော်မှုတွေရပ်တန့်ပြီးကန့်သက်ပိတ်ဆို့မှုတွေဖယ်ရှားလိုက်တဲ့အထိဟူတီလက်နက်ကိုင်အဖွဲ့ကအစ္စရေးပေါ်စစ်ရေးလှုပ်ရှားမှုတွေဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပါဝင်ခဲ့ပြီးအမေရိကန်စစ်တပ်နဲ့ပတ်သက်တဲ့သဘောထားတော့ထည့်သွင်းဖော်ပြခြင်းမရှိတာကိုတွေ့ရပါတယ် နှစ်ဖက်စလုံးကအောင်မြင်မှုတွေရှိခဲ့တယ်လို့ကိုစီထုတ်ပြန်ကြေညာခဲ့ကြပြီးဂျွန်လ24ရက်နေ့မှာဖြစ်ခဲ့ရစဲသဘောတူညီချက်ကိုစတင်အသက်ဝင်ခဲ့ကြတဲ့အီရန်နဲ့အစ္စရေးတို့ရဲ့ပြည်ပခအပြီးမှာဟူတီရဲ့အခုကြေညာချက်ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ဟူတီတို့အနေနဲ့ဂျွန်လ22ရက်နေ့ကအီရန်အပေါ်အမေရိကန်ရဲ့စစ်ရေးလှုပ်ရှားမှုတွေကိုပြစ်တင်ရှုတ်ချကြောင်းပင်လယ်နီမှာရှိတဲ့အမေရိကန်သင်္ဘောတွေတိုက်ခိုက်မှုကိုပြန်လည်စတင်တော့မှဖြစ်ကြောင်းသူတို့ရဲ့ရည်မြင်သတင်းဌာနစာဘာကနေသတင်းဖော်ပြခဲ့ပါသေးတယ်။ နောက်ထပ်သတင်းတစ်ခုကတော့အီရန်သမရရဲ့တိုက်ပွဲအဆုံးသတ်ကြောင်းနဲ့ပြန်လည်တိဆောက်ရေးလုပ်ကြဖို့အိတ်ဖွင့်ပေးတာပါ။ဂျွန်လ24ရက်မှာအီရန်သမရမာဆောပါဆက်ကီရမ်ကအီရန်ပြည်သူတွေကိုအိတ်ဖွင့်ပေးတာထုတ်ပြန်ခဲ့ပြီးတော့အီရန်ပြည်သူတွေရဲ့ရဲရဲတောက်ခုခံတော်လှန်မှုနဲ့အစ္စရေးကစတင်ခဲ့တဲ့12ရက်ကြာတိုက်ပွဲကိုအဆုံးသတ်လိုက်တယ်လို့ဖော်ပြခဲ့ပါတယ်။ဌာနအလုံးအနေနဲ့ဒီနေ့ကစလို့ပြန်လည်တိဆောက်ရေးလုပ်ငန်းတွေမှာအာရုံစိုက်ဆောင်ရွက်ဖို့လည်းတောင်းဆိုခဲ့ပါတယ်။ ရန်သူတွေရဲ့မဖြစ်နိုင်တဲ့ကြိုးပမ်းမှုဖြစ်တဲ့အီရန်နျူကလ িয়ার ဆောက်ဦးတွေကိုဖျက်ဆီးဖို့နဲ့လူမှုအတိုင်းဝန်းကြောက်ကြရဖြစ်စေဖို့အကြံစီဟာလုံလုံရှုံးနေခဲ့ပြီးတော့အစ္စရေးရဲ့အရေးကြီးအဆောက်အုံတွေကတော့ပြင်းပြင်းထန်ထန်ဖျက်ဆီးခြင်းခံခဲ့ရတယ်။ဒါဟာအီရန်ကိုပြစ်မှတ်ထားရင်ဘလောက်အန္တရာယ်များတယ်ဘလို့ကြီးမားတဲ့ဆုံးရှုံးနေတာမှုတွေခံစားရမယ်ဆိုတာကိုဖော်ပြနေတာဖြစ်တယ်ဆိုပြီးအီရန်သမ္မတကပြောကြားခဲ့တယ်လို့အီရန်သမ္မတအိမ်တော်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။အီရန်သမ္မတမာဆော့ ပါဇက်ရှ်ကီရမ်ကအဲ့ဒီနေ့မှာပဲ sorry Arabia Inship မင်းသားရဲ့အင်ရှင်မင်းသားနဲ့ဝန်ကြီးချုပ်ဖြစ်သူနဲ့ဖုန်းဆက်သွားပြီးအီရန်အနေနဲ့နိုင်ငံတကာမူပေါင်းအတွင်းမှာအမေရိကန်နဲ့ပြဿနာကိုဖြေရှင်းဖို့ပြင်ဆင်ထားတယ်လို့ပြောကြားကြောင်းသိရပါတယ်။အမေရိကန်နဲ့အစ္စရေးဟာအစ္စလာမ်နိုင်ငံတွေအချင်းချင်းကြားမှာမတည့်မြတ်ရန်လုံနေစေဖို့စ조사နေပြီးအီရန်ကတော့ဒေတာတွင်စီးလုံးညညွေးနဲ့ငင်းငင်းကိုမြင့်တင်မှုကြိုးပမ်းနေတယ်။ဒါဟာနိုင်ငံနှင်းမြစွာတိုးတက်မှုရဲ့အခြေခံအဖြစ်ယူဆထားတယ်လို့ပြောကြားခဲ့ကြောင်းသိရပါတယ်။ အီရန်နိုင်ငံအတွင်းမှာတော့အောင်ပွဲခံမှုတွေပြုလုပ်နေပြီးနှစ်ဖက်ထုတ်ပြန်တဲ့စစ်ရေးအရအီရန်ဘက်ကတေဆုံးသူ600ကျော်ဆင်းရဲတက်လာပြီးတော့အစ္စရေးဘက်ကတော့အယောက်30နီးပါးသာဆင်းရဲတက်လာသေးတာကိုတွေ့ရပါတယ်။နှစ်ဖက်ထိပ်စီးပိုင်းထိခိုက်ဆုံးရှုံးမှုမှာတော့အီရန်ဘက်ကကြီးမားခဲ့ပြီးအစ္စရေးဘက်ကတော့ထိခိုက်တရင်တိကျကြရခြင်းမရှိပါဘူး။တရင်တစ်ခုရတော့အီရန်သိပ္ပံပညာရှင်နဲ့စစ်ဘက်ခေါင်းဆောင်အယောက်80နီးပါးလောက်ဆုံးရှုံးခဲ့ရတယ်ဆိုတဲ့သတင်းတစ်ခုလည်းတွေ့ရပါတယ်။ဒီနေရာမှာအကြုံလုံးလေးတစ်ခုပြောရရင်ဂျွန်လ23ရက်နေ့ အစ္စရေးတိုက်ခိုက်မှုအတွင်းသေဆုံးတယ်လို့အစ္စရေးကထုတ်ပြန်ထားတဲ့ Iran IRGC Quds ပြပထူးဆစင်ရဲ့တပ်ဖွဲ့မှုဗိုလ်ချုပ် Ismail Qani ကိုဒီနေ့တီရန်မြို့နယ်အောင်ပွဲမှာတွေ့လိုက်ရတယ်ဆိုတဲ့သတင်းနဲ့ဗီဒီယိုလည်းထွက်ပေါ်လာပါတယ်။စပတ်ဆိုင်ရာစာအုပ်တွေပျက်စီးမှုဘိုင်းမှာတော့ Israel ဘက်ကအနေငယ်ရှိပြီး Iran မှာပိုများခဲ့တယ်လို့ယူဆရပါတယ်။စစ်လက်နက်ဆိုင်ရာပျက်စီးဆုံးရှုံးမှုကတော့ Iran ဘက်ကအတော်များပြားခဲ့ပြီး Israel ဘက်ကအခြေအနေကိုတော့အတိအကျမသိရဘူးဖြစ်ပါတယ်။ ။အရက်ဖက်အဆောက်အဦထိခိုက်ပျက်စီးမှုမှာတော့နှစ်ဖက်ကွာခြားမှုတအားမကြီးတဲ့သဘောတွေ့ရပါဗျ။ဖြစ်စဉ်တစ်ခုလုံးအရတော့အီရန်ဘက်ကပျက်စီးဆုံးရှုံးမှုများပြားပြီးအစ္စရေးဘက်ကနေပါခဲ့တယ်ဆိုပြီးမြဖြစ်ပွားခဲ့သမျှစစ်ပွဲတွေမှာတော့ဒီတစ်ချိန်ဟာအစ္စရေးတပ်ထိခိုက်ပျက်စီးမှုအများဆုံးလို့ပြောလို့ရတဲ့အခြေအနေဖြစ်ပါတယ်။နောက်ထပ်အကြောင်းအရာတစ်ခုကတော့အီရန်ကိုဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွက်ဒေါ်နယ်ထရန့်ရင်ဆိုင်ခဲ့ရတဲ့ပြည်တွင်းဝေဖန်မှုတွေဖြစ်ပါတယ်။ အောက်လွှတ်တော်လူနည်းစုပါတီခေါင်းဆောင် Democratic Party ဝင် Hagem Jeffries ကထရန်ဆိုရဲ့အစိုးရစတင်တိုက်ခိုက်မှုဟာလွှတ်တော်ရဲ့ခွင့်ပြုချက်ကိုရယူခြင်းမရှိသလိုအမေရိကန်ကိုကပ်ဘေးသွင်းအရှိလေပိုင်းစစ်မှန်အန္တရာယ်တွေဆွဲသွင်းခြင်းဖြစ်တယ်ထရန်ဟာသူ့ရဲ့တပတ်သက်စစ်စင်ရေးစတင်လှုပ်ရှားမှုကြောင့်ဖြစ်ပွားတဲ့ဘလို့နောက်ဆက်တွဲစိုးကျိုးကိုမဆိုအပြည့်အဝတောင်းယူရမယ်လို့ပြောကြားခဲ့ပါတယ် Democratic Party ဝင်အောက်လွှတ်တော်မှ Alexandria Ogadzio Kotskaro ဣသရေလနဲ့အီရန်ပြည်ပခန့်မှာ ပါဝင်တဲ့ trend ရဲ့လုပ်ရဟာအခြေခံဥပဒေကိုချိုးဖောက်ခြင်းဖြစ်တယ်လို့စွဲချက်တင်နိုင်တဲ့ပြစ်မှုဆိုပြီးယူဆနေပါတယ်။ Reagan လွှတ်တော်ရဲ့တတိပုဂ္ဂလအထက်လွှတ်တော် Matt Barney Sandra ကတော့အခုရပိုင်းတွင်ကျင်းပတဲ့ဟောပြောပွဲတစ်ခုမှာအီရန်ကိုတိုက်ခိုက်ဖို့ Israel trend ဆိုရအမိန့်ချခြင်းဟာအခြေခံဥပဒေကိုစိုးရစွာချိုးဖောက်ခြင်းဖြစ်တယ်။ American ကိုစစ်တိုက်ဖို့လှုံ့ဆော်နိုင်သူဟာလွှတ်တော်သာဖြစ်ပြီးသမရမှာဒီခွင့်ရမရှိဘူးလို့ဝေဖန်ခဲ့ပါတယ်။ Kentucky ပြည်နယ် Republican Party ဝင်အောက်လွှတ်တော်မှ Thomas Maxie ကတော့ Iran ကိုလေကြောင်းတိုက်ခိုက်ဖို့ Trump အမိန့်ချတာဟာအခြေခံမှုတွေကိုချိုးဖောက်ခြင်းဖြစ်တယ်လို့ဝေဖန်ခဲ့ပြီးဆုံးဖြတ်ချက်မူကြမ်းတစ်ရက်ကိုအဆိုပြုခဲ့ရမှာလွှတ်တော်ရဲ့အတီလင်းခွင့်ပြုချက် ရရှိခြင်းမှာအပ Iran အပေါ်အမေရိကန်ရဲ့တရက်စီလှုပ်ရှားမှုကို တားဆီးစေလိုတယ်လို့ပြောကြားသွားပါတယ်။ Ohio ပြည်နယ် Republican Party ဝင်အောက်လွှတ်တော် Matt Warren Davidson ကတော့ Trump ရဲ့ဆုံးဖြတ်ချက်အတွက် ခြေခံဥပဒေနဲ့ကန့်ညီတဲ့အကြောင်းပြချက်ရှာတွေ့ဖို့အလွန်ခဲယဉ်တယ်လို့လူမှုကွန်ရက်မီဒီယာမှာပြောကြားပါတယ်။လေယာဉ်စွန်လွှတ်တော်မဲ့ Conservative Republican Party ဝင် Majority Taylor Green ကထရန်ဆိုရကအမေရိကန်ကိုအတိတ်ပင်မဲ့တဲ့နောက်ထပ်ပြိပခအတွင်းကြာစင်းစီမှာဖြစ်တယ်လို့မကြာသေးခင်ကလူမှုကွန်ရက်ဆာမျက်နှာမှာဖြစ်တင်ပြောဆိုခဲ့ပါတယ်။နိုင်ငံခြားစစ်ပွဲတွေမှာအမေရိကန်ဟာ American dollar trillion ပေါင်းများစွာကုန်ကျပြီးဖြစ်တယ်ဒါပေမဲ့လည်း American နိုင်ငံသားမှအကျိုးမြတ်မရှိစေခဲ့ဘူးလို့သူကပြောကြားသွားပါတယ် Carnegie Endowment for International Peace သုတေသနဌာနနျူကလ িয়ার မော်ဒါစီမံကိန်းဖူတွက်ဒါရိုက်တာ James Atten ကတော့ထရန့်ကိုထောက်ခံသူအချို့ကဒါဟာအီရန်နျူကလ িয়ার အရေးကိုတစ်ချက်တည်းဖြေရှင်းနိုင်တဲ့လေကြောင်းတိုက်ခိုက်မှုလို့ယူဆတယ်တကယ်တော့ဒီအမြင်ကမှားယွင်းတယ်လို့ပြောကြားသွားခဲ့ပါတယ်။ဝေငန်တက်သည့်ပညာရှင်များလက်နက်ထိန်းချုပ်ရေးအဖွဲ့ကကြေညာချက်ထုတ်ပြန်ရမှာတော့အခုချိန်လေကြောင်းတိုက်ခိုက်မှုဟာ အီရန်နျူကလ িয়ার စီစဉ်တွေကိုအခက်တွေ့စေနိုင်ပေမဲ့အီရန်ရဲ့နျူကလ িয়ার နည်းပညာနဲ့အသိပညာကိုဖျက်ဆီးလို့မရဘူးအဲ့ဒီအပြင်နျူကလ িয়ার လက်နက်သုတေသနပြုထုတ်လုပ်ဖို့အီရန်ကိုတွန်းအားဖြစ်စေနိုင်တယ်လို့ပြောကြားသွားခဲ့တာကိုတွေ့ရပါတယ်ဟုတ်ကဲ့ဒီနေ့မျှဝေခြင်းရဲ့နောက်ဆုံးအကြောင်းအရာကတော့ Israel အီရန်အပြစ်ရတဲ့ပေါ်ဂျပန်ရဲ့သဘောထားပါဂျပန်အစိုးရအဖွဲ့အတွင်းဝင်ချုပ်ဟာယာရှိယိုရှိမာဆာကအင်္ဂါနေ့မနက်မှာသတင်းထောက်တွေကိုအချိန်လေးအမြန်ငြိမ်သက်စေရေးဟာ အရေးကြီးဆုံးဖြစ်တယ်လို့ဂျပန်နိုင်ငံကယုံကြည်ကြောင်းပြောသွားခဲ့ပါတယ်။သက်ဆိုင်ရာအဖွဲ့တွေအကြားတွေ့ဆုံဆွေးနွေးမှုတွေပြန်လည်စတင်ရေးအစိုးရအနေနဲ့ပြင်းပြင်းထန်ထန်ဆန္ဒရှိတယ်လို့ဆိုပါတယ်။အပြစ်ခက်ရစဲရေးသဘောတူညီချက်ကိုအမှန်တကယ်အကောင့်ထဲပုံနိုင်မယ်လို့ဂျပန်ကအခိုင်အမာမျှော်လင့်ကြောင်းမစ္စတာဟာယာရှိကပြောကြားသွားပါတယ်။အရှေ့လေပိုင်းဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးဟာဂျပန်နိုင်ငံအတွက်လည်းအလွန်အရေးကြီးတယ်လို့မှတ်ချက်ပြုသွားခဲ့ပါတယ်။ဟုတ်ကဲ့ ကျွန်တော်တို့ဒီနေ့သတင်းများမျှဝေခြင်းကတော့ဒီများပဲဖြစ်ပါတယ်ဗျာကျွန်တော်တို့အနေနဲ့မူလပုံမှန်အားဖြင့်တော့သတင်းကိုတရချာမျှဝေလေးရှိပါတယ်အဲ့လိုမျှဝေတဲ့နေရာမှာလည်းအခုဒီအီရန်အဲအီရန် history american ပြီးသွားရင် history palestine ပြီးသွားလို့ရှိရင် ukraine russia စသည်ဖြင့်အကြောင်းအရာအလိုက်ဖြစ်ပေါ်လာတဲ့အကြောင်းအရာလိုက်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုစူးစီးမျှော်ဝေတာဖြစ်ပါတယ်။အခုအကယ်လို့လိုအပ်တဲ့အချိန်ဒီမှာတော့ကျွန်တော်တို့အခုဆိုလို့ရှိရင်နေ့စဉ်ဒီဘက်ပြန်လဲမျှော်ဝေပေးနေတာဖြစ်ပါတယ်။အချိန်ဒီဘက်လိုက်ပြီးတော့ကျွန်တော်တို့ရဲ့မျှော်ဝေမှုကရမရံခါမှာပုံမှန်အတိုင်းတရချပြန်လဲမျှော်ဝေတာမျိုးဖြစ်သွားနိုင်ပါတယ်။လိုအပ်လို့ရှိရင်တော့လည်းကျွန်တော်တို့နေ့စဉ်မျှော်ဝေမှုရှိပါမယ်။ပြီးတော့ကျွန်တော်တို့ပုံမှန်အားဖြင့်တော့တင်းလာနေတည့်ရတော့ကျွန်တော်တို့မျှဝေခြင်းတွေကိုရန်သားလေးရှိပါတယ်။ဟုတ်ကဲ့ကျွန်တော်တို့ကိုအမြဲနားဆင်ပေးနေတဲ့မိတ်ဆွေအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။